င်းစစ်မှာသမိုင်းစစ်တွေရေထိုးသွားရောက်မယ်လို့ဆိုလာတဲ့ဖာဂူဆန် ဒီတိုင်းတဲ့ရဲ့ကနဝေတက်တော်ရှင်နီးပြောင်းစာ LS ဖောင်ဒူဆန်ကတော့ क्व င်းတက်မှာတမိုင်းတက်တွေရေထိုးတော့ရမယ်လို့ဆိုလာခဲ့ပြပါပြီ။မန်ချက်စတာယူနိုက်တက်ဟာပရိသတ်တသိန်းကျော်ဝင်ဆက်မဲ့ क्व င်းတက်ကြီးကိုတိဆောက်တော့မှာဖြစ်ကြောင်းဒီကနေ့ရက်ပိုင်းကပဲအတည်ပြုလိုက်ပြီးဖြစ်ပါရင် United ရဲ့ရှယ်ယာရှင်တက်ဖြစ်တဲ့စာဂျင်ရက်ကလစ်ကတိကိုစတင်ရောက်ရှိလာကြတဲ့တော့ क्व င်းတက်ဆောက်လို့ဖို့အတွက်စတင်စီစဉ်ခဲ့တော့ဖြစ်ပါရင်ကနအူရောင်းကောင်း क्व င်းဟောင်းကိုဖြတ်ပြီးအဲ့ညမှာစာလို့ပြန်ဆောက်ဖို့ရည်ရထားပေမဲ့အခုတော့နေရာတက်မှာဆောက်လို့တော့မှာဖြစ်ပါရင် ဒီလိုလုံးဆောင်ဖို့အတွက်ဒေသဆိုင်ရာအကောင်စီတွေရဲ့ခွင့်ပြုချက်ကိုလိုအပ်တာကြောင့်နှိမ့်နိုင်မှုတွေပြုလုပ်ခဲ့ပြီးဒီချိန်မှာဆိုရင်တော့သဘောတူညီမှုရရှိခဲ့ပြီးလို့သိရပါတယ်။ပေါင်တဲ့ဘီလီယံတော့ကုန်ကြမဲ့ဒီကွင်းတင်ကြီးရဲ့မှာလူ၏အပြည့်တသိန်းချီဝန်ဆက်ပါဖြစ်ပြီးစုစုပေါင်း9နှစ်ချိန်ယူပြီးတည်ဆောက်သွားမယ်လို့သိရပါတယ်။ လူရဲ့တသိန်းဝင်ဆက်မဲ့ဒီကွင်းကြီးကယူကရိန်းရဲ့ကြီးကျယ်ဆုံးဘောလုံးကွင်းတစ်ပွဲဖြစ်လာမယ်လို့တည်သိရပါတယ်။ဒီကွင်းကြီးရဲ့ဒီဇိုင်းကိုတော့ပပအကောင်းဆုံးဗီဒူကပညာရှင်နော်ဗယ်ဖာဆာဖတ်ဒီဇိုင်းရေးဆွဲထားတာပဲဖြစ်ပါတယ်။ယူနိုက်တက်ဟာလက်ရှိအင်ကွင်းပြည်သုံးပြုနေတဲ့အိုတော့ဖို့ကို1942ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း80ကျော်ကြာကာလအတွင်းခုနှစ်ကြိမ်အထိပြည်ပြောင်းလဲခဲ့ပါတယ်။ နောက်ဆုံးခေတ်မှာနောက်ဆုံးချိန်ဖြစ်ပြင်ခဲ့တဲ့နောက်ပြည်သက်ဖလက်တောင်းကျော်ဝန်ဆက်တဲ့ကွင်းကြီးဖြစ်လာခဲ့ပါတယ်။စာချင်တို့အနေနဲ့ရီယယ်ဘာနီကူကွင်းဘာစီလိုနာရဲ့နူကန်ကွင်းကြီးတို့လို့ယူနိုက်တက်ရဲ့ကွင်းတစ်ကြီးကိုဖြစ်မိခံတော်ချဲဝါရဲ့ကွင်းတစ်ဖြစ်လာစေဖို့အတွက်ရည်ရွယ်ချက်ရှိနေပါတယ်။ကွင်းတစ်စီမံကိန်းနဲ့ပတ်သက်ပြီးစာ LS က မန်ယူနိုက်တက်တင်ကအကောင်းဆုံးသောရာတွေကိုအမြဲတမ်းဆာလောင်နေရမယ့်တင်မဲ့ဖြစ်ပါရင်ကွင်းတွင်းနဲ့မကောင်ကွင်းပြင်ပါမှလည်းပါပါရင်ကျွန်တော်တို့ကစားနေတဲ့အင်ကွင်းကလည်းအကောင်းဆုံးဖြစ်ဖို့လိုအပ်ပါသေးတယ်။အော်ထရဖို့ကင်းကကျွန်တော်တက်ဖို့ကိုရရာထူတာလို့လည်းအမှတ်တရများစွာရှိတဲ့ကွင်းမှာဒါပေမဲ့ကျွန်တော်တို့အနေနဲ့ပြောင်းလဲစင်တာကိုပြောင်းလဲနိုင်တဲ့သတိရှိရပါမယ်။ကွင်းတစ်ကိုတိဆောက်ရမှာဖြစ်ပါရင်ဆိုပြီးပြောဆိုသွားခဲ့ပါရယ်။ United ဟာ Queen တဲ့နာမည်ကိုတရားဝင်ဒီပြုထားခြင်းမရှိပေမဲ့ New Trafford လို့ရယာယီသတ်မှတ်ထားပါရင် ပင်တဲ့ကြီးကလည်းကပောက်ကိမီအစ်စ်နေနဲ့ပြောင်းလဲမှဖြစ်ပြီးဖိရှိဒေလနာကို concept အတွေကနေမြင်တွေ့နိုင်ပါပါပင်ကြီးရဲ့ပြင်ပမှာပေါင်းပတိုင်တိုင်တီသုံးဟန်ကိုချန်ရန်ချပြီးဘာတွေ့လဲဆိုတာမဖော်ပြထားပေမဲ့တော်တော်လေးကိုမြင်ရတာမျက်စိတသာရဖြစ်လုံးပြပါရည်အောက်ဘက်မှာရှိတာကတော့စေးဆိုင်နေဝင်တွင်းလာရောက်မဲ့ပရိသတ်တွေတန်းချီနိုင်မဲ့နေရာတွေပေါဝလာမှာပါ United ကအကွင့်တစ်ကိုတိဆောက်ပြီးအင်ကွေးဟောင်းအိုချော့ဖို့ကိုတော့လူငယ်တဲ့မြို့သမီးတင်ပွဲစဉ်တွေမှာအသုံးပြုနိုင်ခြင်းရှိတယ်လို့လည်းသိရပါဗျ။ ဟုတ်ကဲ့ပါရှင်ဂယူလင်းကျတော့ကျလာပါပဲနောက်လေးမှာလည်းအားစားပေးပေးတဲ့တင်ကြရတဲ့ကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ page လေးကို like နဲ့ follow လုပ်ပြီး video link ကို share ပေးပါလို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ကြပါရှင်